လူတွေရဲ့ဘဝခန္ဓာလူတိုင်းမှာကြည်လိုက်ရင်ရုပ်ပိုင်းထိုင်ရာခန္ဓာကိုယ်နဲ့သိပ်ပိုင်းထိုင်ရာသိမှုတာပဲရှိတာဒီနှစ်ခုပဲရှိတာဒါကိုဉာဏ်ဉာဏ်ရဲ့နမရူပနာယုတ်ပေါ့ အဲ့ဒီနံယုတ်ကိုပြိစေတာခွဲကြဖို့ဇာသုံးရတော့ဒီလိုပဲယုံနံခွဲယုံနံခွဲဒီလိုပြောတာပေါ့သဘောတရားကြီးအရာကြည့်ရင်ယုံနံခွဲရင်ဗာမြင်ရမှာလဲယုံနံခွဲတဲ့အခါမှာသဘာဝမတူတာကိုမြင်ရရုပ်ရဲ့သဘာဝကမြင်နေတွေ့နေရတယ် ထီလိုကိုင်လို့လည်းစမ်းသပ်လို့လည်းရတဲ့သဘောရှိစိတ်ရဲ့သဘာဝကမမြင်ရမတွေ့ရဘူးထီကိုင်ကြီးစမ်းသပ်လို့လည်းမရပြန်အဲ့ဒါကသူတို့ရဲ့ကွဲပြားခြားနာခြင်းပဲဒါလောက်ပဲကွဲပြားခြားနာရလားဆိုတော့မဟုတ်ဘူးဒုပိုင်းဆိုင်ရာကအာပိတဝေဝုတ်ပြရဣချိုးပြရပြုလုပ်ပြရ ရင်နေလို့မရဘူးလှုပ်ရှားနေရတယ်။အဲတော့ခန္ဓာကိုယ်ကလှုပ်ရှားနိုင်တော့မှဓမ္မရေးဆိုတာအထိုက်လျောက်ကောင်းတာ။ဟုတ်တယ်စားစားပြီးအိတ်အိတ်ပြီးစားဆိုရင်အဲဒီခန္ဓာကိုယ်ကြီးကသွေးလေးလှုပ်ရှားမှုမရှိတော့အိတ်ဖို့ပြီးတော့ရပ်သွားတော့တာ။ဒီတော့ခန္ဓာကိုယ်ရဲ့သဘောကလှုပ်ရှားတဲ့လောက်လှုပ်ရှားပေးရတယ်။ လှုပ်ရှားနိုင်တော့မှခန္ဓာကိုယ်ကကျန်းမာတယ်ဆိုတာအဲ့ဒါတွေ့ရနော်ငပြင်းနေရတော့ကျန်းမာရေးချို့တာအစာကြီးတောက်ကြီးပြင်းကြီးရင်ဒါကတော့ယောဂါကတော့အိဋ္ဌဘောဖြစ်လာတော့မှာတက်တန်းတူသွားနိုင်တယ်အဲ့တော့ခန္ဓာကိုယ်ကလှုပ်ရှားနိုင်တော့မှကျန်းမာရေးကောင်းတယ်လို့ခန္ဓာကိုယ်သဘာဝအရာဒီလိုပြောလို့ရပြီမယ်စိတ်ကလေးကြတော့ကြောင်းမြန်ဖြစ်တယ် ိတ်ကလှုပ်ရှားရင်မကောင်းဘူးဒေါသနဲ့လှုပ်ရှားတဲ့လောဘနဲ့လှုပ်ရှားတဲ့မာနတွေအတ္တတွေနဲ့လှုပ်ရှားတယ်မကောင်းတော့ဘူးကွာအဲ့တော့စိတ်ကြတော့ငြိမ်တော့မှကောင်းတယ်ဆိုတာတွေ့ရနာယုတ်ခွဲတဲ့အခါမှာအဲ့ဒီဘောကအဲ့ဒီအထိရောက်လာတော့မှယုံနာရဲ့ခွဲကြခြင်းဆိုတာဩယုတ်သဘောကတော့လှုပ်ရှားမှဟိမလှုပ်ရှားနိုင်တော့ငပြင်းဆိုရင်တော့ယောဂများလိမ့်မယ်ဩနန္ဒဘောကတော့ ငြိမ်လေကောင်းလေပဲစိတ်ငြိမ်လေစိတ်သက်သာလေစိတ်အေးချမ်းလေအစိတ်တွယ်ကကောင်းလေပဲအာစိတ်ဘူးလေစိတ်လှုပ်ရှားတဲ့ဆိုမကောင်းဘူးဆိုတာအဲ့ဒါယုံ nant ခွဲတဲ့ခါမှာအဲ့လိုတွေ့လာအဲ့ဒါဆိုတော့ဒီဘက်ကယုတ်ကလှုပ်ရှားတယ်ဆိုတော့လှုပ်ရှားတယ်ဆိုတဲ့အပိုင်းမှာ ဒုတိယတယောက်တွေလှုပ်ရှားလို့မရဘူးလေတဲ့စာအုပ်နေရေးတွေကအကုန်ပူးပေါင်းပြီးလှုပ်ရှားတယ်မလို့ခုနကတော့ဦးဇင်းတို့စကားလေးစကား collaboration တော့ပူးပေါင်းဆောင်ရွက်ရပူးပေါင်းဆောင်ရွက်ရတာရုပ်ကိစ္စအဒီရောက်ခင်းတဲ့ကိစ္စပြီးတယ်ကွာဆိုရင်နေကြည့်လေဘာမှစားစရာလည်းမရှိဝတ်စရာလည်းမရှိနေစရာအိမ်လည်းမရှိနေစရာအိမ်ကပူးပေါင်းဆောင်ရွက်လို့တာဖြစ်လာကြတယ်စားစရာတွေလည်းပူးပေါင်းဆောင်ရွက်လို့တာစားနေတောက်နေကြအဲ့တော့ဘုရားကပြောတယ် ဒါကရုပ်ပိုင်းဆိုင်ရာမှာလှုပ်ရှားတယ်။ကုပေါင်းဆောင်ရွက်မှုနဲ့ပေါင်းပေါင်းလေးလှုပ်လှုပ်ကြမယ်ဆိုကုသိုလ်ကိုပြောခဲ့တာ။ကုသိုလ်လှုပ်ကြလှုပ်ကြလို့ဒီဘက်ကိုပြောတယ်။အကုသိုလ်ဆိုတာကောင်းအောင်မလုပ်ရင်ဘယ်တော့မှမကောင်းဘူးဆိုတာဒါဘုရားကဒီဘက်မှာပြောခဲ့တယ်။ဒါရုပ်ပိုင်းဆိုင်ရာအတွက်စိတ်ပိုင်းဆိုင်ရာအတွက်ကျတော့ငြိမ်မှုကောင်းတယ်တဲ့။ဒီစိတ်ကငြိမ်လေကောင်းလေပဲဆိုတော့စိတ်ကိုမလှုပ်ရှားလေကောင်းလေပဲ။အဲ့တော့စိတ်မလှုပ်ရှားလေကောင်းလေပဲဆိုတော့ thế rồi tím lưu sầu đi kia nhà thế rồi tím lưu sầu vô giờ đâu cũng à chỉ biết cả lưu sầu mù cả cú vong bị phong nhuệ để lưu nhà li lưu sầu li nhà nhà lưu sầu li nhà 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 li đã ra chỉ biết được cả nè thế rồi tôi nhìn thấy mà lưu sầu thì mà lưu âm tím lưu sầu thì nó cũng à cú vong phong nhuệ mù điều phải thả rồi mà bố ရုပ်ပိုင်းထိုင်ရာကူပေါင်းဆောင်ရွက်မှုတွေကူပေါင်းဆောင်ရွက်မှုဆိုတာလူများလေအဆင်ပြေလေဒီဘက်ကစိတ်ကထုတ်ချလို့မရဘူးငြိမ်ပြီးနေကြမယ်လူနယ်လေအဆင်ပြေလေမတူတော့ဘူးနော်ရုပ်နံခွဲလိုက်တဲ့အခါမှာတို့ဘက်ကလူများလေးအဆင်ပြေလေသိဘက်ကလူများလေးစိတ်ရှုပ်လေ ပစ္စည်းများလေးသိမ့်ရှုပ်လေးရုပ်ထုများလေးသိမ့်ရှုပ်လေးအိမ်မတန်ကွာခြားသွားပြီကြာအဲ့တော့ယုံနံခွဲပါသလားဘုရားကအလကားပြောတာမဟုတ်အဲ့ဒီလိုရောက်အောင်ခွဲခိုင်းတာအခုကတော့ဇာတိမှာပဲဇာတိသွားကျင်တာကနံသွားနေတာကယုတ်သူမဟုတ်ငါမဟုတ်သွားတာနံနေယုတ်ဒါပဲပြီးပြီသွားကျင်တာကနံသာရကယုတ်သူမဟုတ်ငါမဟုတ်သာရနံနေယုတ်လုံးနေကြတာပဲ အဲ့တော့မဟုတ်ဘူးလားဆိုတော့ဟုတ်တော့ဟုတ်တယ်ဒါပေမဲ့ဘယ်လိုသွားကြည့်ရအောင်ဘုရင်တို့ခွဲပြတဲ့သဘောတရားကဒါဒီသဘောတရားကဟုတ်မဟုတ်တရားစဉ်းစားကြည့်စိတ်လှုပ်ရှားရင်ပင်မနဲ့မငင်းနဲ့လေဒါဘယ်စားဘယ်လိုလာပြောတဲ့ဒါလည်းလာမလုံးနဲ့ဟုတ်လားမဟုတ်လားတခွန်းနဲ့မေးတခွန်းနဲ့ဖြည့်ပြတ်ပြီးတာစိတ်လှုပ်ရှားရင်တသက်တာမလားပင်မမလားလက်ဖြည့်ထွက်တယ်ဒါပဲ အဲစိတ်လှုပ်ရှားရင်တက်တာတော့ဖြည့်ခြင်းနဲ့ဖြည့်လေဒါကတော့သတ္တုမှာဖြည့်သူ့ကိစ္စအဲတော့ယုတ်ကြတော့အယုတ်ကမလှုပ်ရှားပဲနေရင်နော်ယုတ်အတွက်ကကောင်းတယ်လို့တင်မလှုပ်ရှားပဲနေကြည့်ပါလားယုတ်ကလေးဖြတ်သွားမှာပဲဒိရီလီလေဘမှုမရှိတော့ဘဲနဲ့ကြီးတွေပိတ်ဆို့ပြီးတော့အဲ့ဒီတုံးကြီးကဒီတုံးကြီးဖြစ်သွားတော့မှာဒါကြောင့်မလို့အနာကူကလှုပ်ရှားပေးရအသာရီထည့်ပေးရ အဝတ်တွေနဲ့လှုပ်ရှားပေးရရေချိုးမျက်နှာတည်ဆိုင်ဒါလှုပ်ရှားမှုတွေကြီးပဲအဲ့တော့လူများများလိုတယ်တဲ့ဘာလဲလူများများဆိုတာအတိတ်အများကြီးမဟုတ်ပါဘူးဒီလိုကူပေါင်းဆောင်ရွက်အနာဂတ်အတွက်လုံလောက်တဲ့လူလိုအပ်တယ်ပေါ့အစိတ်အတွက်ကြတော့ဘူးမလိုဘူးပစ္စည်းလည်းမလိုဘူးအများကြီးလည်းမလိုဘူးစိတ်ကမလုံချာဖို့ရေးကြည့်တယ်။ဘာတွေ့တွေ့ဘာမြင်မြင်ငါစိတ်နဲ့မဆိုင်ဘူးဆိုပြီးတော့စိတ်ကိုညင်အောင်ထားရမ အနေကနေဝါဥစဉ်တော့အဲ့ဒီအကြောင်းလေးပြောပြခဲ့တာရှိပါတယ်လိုရင်းတို့ရှင်လေးပါပဲဒီလိုအဲ့တော့ဒါလေးလည်းပဲအခုနေကနေဝါပြောခဲ့တဲ့အတွက်ကြောင့်ကျုံတို့ဒါလေးထည့်ပြောတာအဲ့တော့ဒါသဘောတရားတွေကဘာမှမပါဘူးเนาะဒီသဘောတရားလေးနားလည်ပြီးတော့စိတ်ကိုဘယ်လိုထားမလဲရုပ်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 ချုပ်ချုပ်ချုပ်လှုပ်ချင်လားလူအများကြီးနဲ့လှုပ်လေဒါဒီမှားနေလိမ့် နော်ခန္ဓာကိုယ်တွေ့ကြတော့လည်းပဲအာခန္ဓာကိုယ်ညင်အောင်ထိုင်ပြီးတော့တဏှာဤတဏှာဤမဟာပလင်းနေလောက်ချင်လောက်လေပါဖြစ်တယ်အဲဒီမှာသောက်ထုံမှုမျိုးတွေဖြစ်တာတွေ့ရမှာပေါ့နော်လောက်ချင်လောက်လို့ရတယ်ကံွယ်စရာတော့မရှိဘူးသို့တော့သဘာဝမှာတော့သဘောတရားတော့ဘယ်လိုများတန်ခတ်သွားမလဲဆိုတာအဲဒီမှာပေါ်လာမှာပဲနော်တကယ်ကိုကြောင်းမြန်သောက်ထုံကြီးတယ်ကြောင်းမြန်သောက်ထုံကြီး nhị a mê hầu mà nhị ú mà nhị a mê hạ đi nhị hay rồi bồ đà gặp yoga ra cũng tuân nên niệm ra ဒီကြောင့်လေးတွေလည်းရှိတော့ပြောခဲ့ဥပါတယ်ကုသိုလ်ကောင်းမှုနဲ့နိဗ္ဗာန်အကျဉ်းလွတ်မြောက်ဖို့ဒါပါပဲ